ညဥ်ကလပါနှစ်ချင်းခရီးရဲ့အတင်းတော်တနစ်တာစန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်။ယောမဩဝါဒစာ အခန်းကြီး14အငယ်1မှ23ယုံကြည်အားနေသောသူတို့ကို လက်ခံကြလော့တို့ရာတွင်ယုံမားပွေသော ပြက်တနာတို့ကို ထိုသူနှင့်မဆွေးနွေးကြနှင့် အစာအမျိုးမျိုးကိုစားအပ်သည်ဟုလူအချို့ယုံ၏အာနေသောသူမူကားဟင်းသည်ဟင်းရွက်ကိုသာစား၏ အမျိုးမျိုးကိုစားသောသူသည်မစားသောသူကို မထီမဲ့မြင်မပြုစေနှင့် မစားသောသူသည်လည်းစားသောသူကို မစစ်ကြော မစီရင်စေနှင့်အကြောင်းမူကားဖျားသခင်သည် သူကိုလက်ခံတော်မူပြီးသူတစ်ပါးပိုင်သော လူကိုစစ်ကြောစီရင်သောတင်သည်အဘယ်သူနည်းသူသည်မိမိသခင်စီရင်သောအားဖြင့်သာအပြစ်လွတ်ခြင်းအပြစ်ခံခြင်းတို့ရောက်ရ၏ သူသည်အပြစ်လွတ်ခြင်းသို့ရောက်လိမ့်မည်အကြောင်းမူကားဖျားသခင်သည် သူ၏အပြစ်ကိုလွတ်ခြင်းငါတတ်နိုင်တော်မူ၏နေ့ရက်တရက်ထက်တရက်သာ၍မြတ်သည်ဟုလူအချို့ထင်တတ်၏လူအချို့မထင်လူတိုင်းမိမိစိတ်သဘောကြပါစေ နေ့ရက်ကိုစောင့်တော်သူသည်သခင်ဖျားကိုထောက်၍စောင့်၏နေ့ရက်ကိုမစောင့်တော်သူသည်လည်းသခင်ဖျားကိုထောက်၍မစောင့်ဘဲနေ၏ စားသောသူသည်သခင်ဖျားကိုထောက်သောစိတ်နှင့်စား၍ကျေးဇူးတော်ရှိသည်ဟုဝန်ခံ၏မစားသောသူသည်လည်းသခင်ဖျားကိုထောက်သောစိတ်နှင့် မစားဘဲနေ၍ကျေးဇူးတော်ရှိသည်ဟု ဝန်ခံ၏ငါတို့တွင်အဘယ်သူမျှကိုအဖို့အလိုငါအသက်မရှင်အဘယ်သူမျှကိုအဖို့အလိုငါမသိအသက်ရှင်လျင်သခင်ဖျားအဖို့အလိုငါရှင်၏တေလျင်လည်းသခင်ဖျားအဖို့အလိုငါတေ၏ ထို့ကြောင့်အသက်ရှင်သည်ဖြစ်စေတည်သည်ဖြစ်စေသခင်ဖျားဆိုင်တော်မူ၏အကြောင်းမူကားခရစ်တော်သည်တည်သောသူတို့ကို၎င်းရှင်သောသူတို့ကို၎င်းအစိုးရသောအရှင်ဖြစ်လိုသောငါအသေးခံ၍ခံပြီးမှအသက်ရှင်ပြန်တော်မူ၏သင်သည်ညီအကိုချင်းကိုအဘယ်ကြောင့်စစ်ကြောစီရင်သည်။ညီအကိုချင်းကိုအဘယ်ကြောင့်မထီမဲ့မြင်ပြုသည်။ငါတို့ရှိသမျှသည်ခရစ်တော်၏တရားပလင်တော်ရှိသူရောက်ရကြမည်။ ချမ်းသာလာသည်ကငါအသက်ရှင်တော်မူသည်ဖြစ်၍ငါရှိ၌လူတိုင်းဒူးထောက်ရမည်။ဖျားသခင်အားလူတိုင်းမိမိနှုတ်နှင့်တစ္ဆာခံရမည်ဟုထာဝရဖျားမိန်တော်မူ၏။တို့ဖြစ်၍ငါတို့ရှိသမျှသည်ဖျားသခင်စစ်ကြောတော်မူခြင်းကိုခံရကြမည်။ထို့ကြောင့်ငါတို့ဒီယခုမှစ၍အချင်းချင်းမစစ်ကြောမစီရင်ဘဲနေကြကုန်အံ့။ ညီအကိုချင်းထိမိ၍လဲเสียအခွင့်မှားယွင်းเสียအခွင့်မရှိစေမီအကြောင်းတာ၍စီရင်ကြကုန်အံအဘယ်အစားမျှပဂတိအတိုင်းမညစ်ညူးကြောင်းကိုငါသည်သခင်ယေရှုကိုအမိပြုလျက်သဘောကျ၍အမှန်သိ၏တို့တော်လေညစ်ညူးသည်ဟုအကျဉ်သူသည်ထင်၏ထိုသူ၌ညစ်ညူး၏ တင်ဤညီအကိုသည်တင်စားသောအစာကြောင့်စိတ်နာရလျင်တင်သည်မေတ္တာတရားကိုမကျင်ခရစ်တော်သည်အသေးခံတော်မူသောဂျေဇုတော်ကိုခံတော်သူကိုတင်ဤအစာအားဖြင့်အကျိုးမနှဲစေနှင့်တင်တို့သည်အခွင့်ရသည့်အမှုမှာကဲ့ရဲ့စရာအကြောင်းမရှိစေနှင့်ဖျားသခင်ဤနိုင်ငံတော်သည်အစာအတောက်၌မတီးပြောင်းမဲ့ခြင်းငြိမ်သက်ခြင်းတန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ခံရသောဝမ်းမြောက်ခြင်း၌တည်၏ ထို့သို့ကျင့်၍ခရစ်တော်၏အမှုကိုဆောင်ရွက်တော်သူသည်ဖျားသခင်ရှေ့၌နှစ်သက်ဖွဲလူတို့တွင်ချီးမွမ်းပွဲဖြစ်၏ထို့ကြောင့်ငြိမ်သက်ခြင်းနှင့်၎င်းအချင်းချင်းတိဆောက်ခြင်းနှင့်၎င်းရှင်သောအရာတို့ကိုမိအောင်လိုက်ကြကုန်အံ့ဖျားသခင်၏အမှုတော်ကိုတင်၏အစာအလိုငါမဖြတ်စည်းနှင့်အစာအမျိုးမျိုးတို့သည် စင်ကြယ်၏သို့တော်လေသူတပါးထိမိ၍လဲเสียအကြောင်းနှင့် စားသောသူသည်အပြစ်ရှိ၏ အမဲသားကိုစားခြင်း၊စပြည့်ရီကိုတောက်ခြင်းကိစ္စမှစ၍ညီအကိုထိမိ၍လဲစရာအကြောင်း၊မှားယွင်းစရာအကြောင်း၊အားနည်းစရာအကြောင်းများကိုရှောင်အပ်၏။တင်သည်ယုံချင်းရှိလျင်ကိုအလိုအလျောက်ဖျားသခင်ရှိ၌ရှိစေလော။ကိုလက်ခံသောအမှုမှာကိုကိုမစစ်ကြောမစီရင်သောသူသည်မင်္ဂလာရှိ၏။ယုံမာသောသူသည်စားလျင်ယုံသောစိတ်မရှိဘဲစားသောကြောင့်အပြစ်စီရင်ခြင်းကိုခံရ၏ ယုံသောစိတ်မရှိဘဲကျင့်သမျှသောအကျင့်တို့သည်အပြစ်ရှိကြ၏။ဇာနာယသူအလုံးပေါ်ဖျားသခင်ကောင်းချီးပေးပါစေ။ တန်ရှင်းမြင့်မြတ်ဆုံးနေတော်မူ၏ဂိယုနာတော်အစဉ်အမြဲတည်သောမေတ္တာတော်ရှင်ဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းလျက်အထံတော်သို့တဖန်တို့ဝင်ကြပါ၏ဒီနေ့ကိုလည်းကရုရှင်ဖျားကောင်းကြီးပြည့်၍ကျွန်တော်တို့ကိုမကောင်းသောအမှုရာများမှကယ်ထုတ်တော်မူပါစတေးခက်ခဲသောအရာဒုက္ခဆင်းရဲခြင်းနှင့်ဘဝကြောင့်ပေါ်ပေါက်တဲ့ဘေးအန္တရာယ်အခက်အခဲတွေ ဘုရားသခင်ဒီထဲမှာကျွန်တော်တို့ကိုလူပိသားစွာယက်တီရှင်တန်တော်လာနိုင်ဖို့ရန်ဂျေစုပြုတော့မူသောကြောင့်ဂျေစုတင်ပါလေဘုရားသခင်တို့ဂျေစုတော်ကိုကိုယ်တိုင်မြင်တွေ့ခံစားနိုင်ပါမည်အကြောင်းဘုရားသခင်ဒီတော်တော်ယေရှုခရစ်တော်ဘုရားအဖြစ်ကျွန်တော်တို့ကိုဒီနေ့သူမေတ္တာတော်ကိုပေါ်ပြလျက်ရှိပါလေအကြောင်းအရာရာ၌ကျွန်တော်တို့သည်ဂျေစုတော်ဖြင့်ခံခံသောအသက်တာကို တိဆောက်ယက်တည်နိုင်ဖို့လူသားချင်းချင်းထောက်ထားညတာခြင်းနဲ့အတူကိုချင်းစာစိတ်များဖြင့်အသက်ရှင်ဖို့ကောင်းမြတ်တဲ့စကားတွေနဲ့တယောက်ကိုတယောက်နှစ်သိမ့်သက်သာစေဖို့မေတ္တာတော်အဖြစ်ကျွန်တော်တို့ဟာတယောက်ရဲ့လိုအပ်ချက်များကိုတယောက်တက်နိုင်ကြများဖြည့်ဆည်းပေးနိုင်ဖို့ရာမာဇာတော်မူပါဘုရားခင်ကိုရသည်ယေရှုခရစ်တော်အဖြစ်ကျွန်တော်တို့ဒီသဘောများကိုသွန်သင်ပေးလေရှိပါလေ ကိုယ်တက်ကိုစွန့်ခြင်းမေတ္တာဖြင့်တာဝန်မြတ်တော်မြတ်တာလေးအဘယ်သူနိုင်မှမရှိလို့နှုတ်ကပတ်တော်မှာပြောသူလို့ပဲဒီနေ့ကျွန်တော်တို့ဒီအချင်းချင်းကိုစွန့်လို့ချင်းပြေးဆက်ချင်းနားလည်မှုရှိခြင်းလို့ဖြင့်ဒီဆောက်နိုင်ပါမည်အကြောင်းမဆာတော်မူပါကျွန်တော်တို့ပြောသောစကားတွေးခေါ်သောအတွေးခေါ်အကြံစီတို့သည် ဘုရားသခင်ရှိမှစင်းလို့ဖြင့်အနစ်တက်ဖွယ်အရာကြီးဖြစ်စေပါ။ရင်းကျွက်ကျွန်တော်အသက်တာကိုကိုယ်တော်၏အလိုတော်ပြည့်စုံစေတော်သူများဖြစ်စေဖို့ရန်အတွက်ကောင်းချီးပေး၍အသုံးပြုပါမည်။ကြောင်းနုကပတ်တို့ဤတန်တင်ချက်များအတိုင်းလျှောက်အသက်ရှင်၏သူနုကပတ်တို့အဖြစ်အသက်တာကိုတိဆောက်နိုင်ပါမည်။အကြောင်းသခင်ယေရှုနာမတော်၌စုတောင်း၍အသက်တာများကိုလက်တော်နှင့်အနံ့ကြပါသည်ဖတ်မြတ်စွာဘုရားသခင်။အာမင်။ ထာဝရဘုရားသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ကရုဏာကျေးဇူးပြုပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောသမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသို့ဘုရားထံတော်မှအနန္တမေတ္တာတော်မဟာကရုဏာကျေးဇူးတော်နှင့် မိတ္တာဖွဲ့လက်လမ်းပြသွန်သင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တက်ရောက်လေတည်ရှိတည်နေပါစေတော့အာမင်